sharing လုပ်ပေးမယ်သင်ခန်းစာကတော့ story based accounting flow chart အကြောင်းဖြစ်တယ်အဲ့တော့ story based လို့ပြောတဲ့အတွက်ဒါပုံမြင်လေးပြောသလိုမျိုးစာအုပ်နားလည်သွားအောင်ပြောပြရတဲ့ဘောအဲ့ပထမဦးဆုံး you buy နေ laptop laptop နော် for cash laptop ဆိုရဲဒီ computer ကို cash နဲ့ဝယ်လိုက်တယ်ဒါဆိုရင်အမျိုးအစားက assets transaction အနေနဲ့က ဒါ office equipment ဝယ်တဲ့သဘောဒါကြောင့်မို့လို့ဂျာနယ်ရိုက်ရင် equipment မှာ debit cash မှာ credit financial position မှာတော့ balance sheet မှာတော့ equipment တိုးမယ် cash ရောသွားမယ် income statement လို့ခေါ်တဲ့ SOPL မှာတော့တရားမှုမရှိဘူးအကယ်၍ depreciation ပါလာခဲ့မယ်ဆိုရင်တော့ depreciation တွက်ခိုင်းခဲ့မယ်ဆိုရင်တော့ depreciation ဆိုတဲ့ expense တိုးလာမယ် expand တိုးတဲ့အတွက် profit ကျဆင်းသွားမယ် profit ကျဆင်းရင် equity အရင်နည်းလဲကျဆင်းသွားမယ် story 2 you take a bank loan ဘဏ်ချင်းငွေရယူတယ်အဲ့တော့ဘဏ်ချင်းငွေရပြီဆိုတဲ့ကကျွေးပေးစရာရှိတဲ့ကျွေး liability ဖြစ်တယ် transition က loan receipt debentry ရိုက်မယ်ကြားနေဆိုရင်တော့ debit cash credit loan ပေးပါ financial position မှာတော့ချင်းဝေရတဲ့အတွက် cash တိုးမယ် liability loan လည်းတိုးမယ် income statement မှာတော့ဘာမှသက်ရောက်မှုမရှိဘူးအကယ်၍အတိုး percentage interest percentage ပါလာမယ်ဆိုရင်တော့ interest expand တိုးမယ် expand တိုးရင် profit ကျမယ် profit ကျစင် equity ဆိုတဲ့အရင်းကြီးလည်းကျစင်မယ် story 3က you investment on your own money ဒါကယင်းငွေထည့်တဲ့သဘောယင်းငွေထည့်တဲ့အတွက် equity capital ဒါဆိုရင် transaction က owner က investment လုပ်တဲ့သဘောเนาะ owner က put into the business လုပ်ငန်းထဲကိုယင်းငွေထည့်တဲ့အတွက် channel ရရင် cash မှာ debit capital မှာ credit ဒါဆိုရင် cash balance sheet မှာတော့ cash တိုးမယ် equity လည်းတိုးမယ် income statement မှာတော့တက်ရောက်မှုမရှိဘူးဒါပေမဲ့ company အနေနဲ့ဆိုရင်တော့လုပ်ငန်းထဲမှာ share ရင်းနှီးငွေတွေတိုးလာရင် dividend အမြတ်ဝေစု expand တွေတိုးပေးရမယ်ဒါဆိုရင်တို့ profit ကြမယ် profit ချရင် equity လည်းကြမယ်နံပါတ်၄ you paid electricity bill အဲ့တော့မီတာကအတွက်ငွေပေးတဲ့အတွက်ဒါဒီ expenses ဖြစ်တယ် transaction ရ bill paid ဒါဆိုရင်ဂျာနယ်ရိုက်မယ်ဆိုရင်တော့ electricity expense မှာ debit cash မှာ credit ဒါဆိုရင် financial position မှာ cash ယောသွားမယ် cash ယောသွားမယ်ချက်ချင်းပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့် income statement မှာတော့ expense တိုးမယ် expense တိုးရင် profit ယောမယ် profit ယောရင် equity လည်းယောမယ်နောက်တစ်ချက်နံပါတ်5 you sell products for cash အဲ့တော့လက်ငင်းရောင်းတဲ့အတွက် သူ့ရဲ့ elements က income transaction ရဒါက c ဒါကြောင့်မလို့ဂျာနယ်ရိုက်မယ်ဆိုရင် cash မှာ debit revenue sales မှာ credit financial position မှာရောင်းတဲ့အတွက် cash တိုးမယ်နော် inventory ရောင်းတာဆိုတော့ inventory ရော့တယ်လို့ပြောလဲရတယ် income statement မှာတော့ရောင်းရငွေ income တိုးတဲ့အတွက် profit လည်းလိုက်တိုးမယ် equity လည်းတိုးမယ် ဒါလေးကိုနှစ်ခေါက်သုံးခေါက်လောက်ထေချာလေးလာမယ်ဆိုရင်တော့ transition တော်တော်များများကိုလည်းစဉ်းစားနိုင်မှာဖြစ်ပါတယ်ကျွန်တော်ကတော့